ရေစားလျက်ကိုမိခင်မြတ်တာပြေးနေတိန်းတထောင်ကုန်ခန့်ကအန်ခဲပင်မဲ့လင်မယားနိုင်လို့ဆက်ညစ်နေတဲ့ Cherry တိန်းပြည်သူများလုံးမင်္ဂလာပါရှင်ဘာမီစနောင်းကနေပြန်လဲကြုံဆုံလိုက်ပါတယ်အစောတော့ Cherry တိန်းကတော့ရေစားလျက်ကိုတိန်းတထောင်ဘိုးလောက်အန်ပြီးတော့မိခင်မြတ်တာနဲ့ချစ်ပေးခဲ့ပင်မဲ့ရေစားရီအလုံးကသူမကိုပြစ်သွားလို့ဝမ်းနေနေခဲ့ရပါတယ် အစောရာချာရီတင်ကတော့မလိုပဲခေါင်ခွင့်လွတ်ပေးဖို့တောင်းပန်ခြင်းစတဲ့ကိုပိုင်တခြင်းတွေနဲ့ပြည်သက်တွေကြားမှာဝဝက်ကွဲအောင်ပောက်ခဲ့တဲ့အစောရာတယောက်ပါဒါပေမဲ့လည်းချာရီတင်ကအခုနောက်ပိုင်းမှာတော့အနေထိုင်မတက်မှုတွေကြောင့်တော်တော်လေးကိုဝေဖန်ခံရတာဖြစ်ပါတယ်အထူးသဖြင့်ချာရီတင်ကအဝေးစားတွေကိုမထော်မနှံဝိတောင်ရှိုးဝဲတွေမှာပေါက်ပန်း40အကရီကလာတွေကြောင့်ဝေဖန်ခံရပါတယ်ဒါအပြင်အစောရာချာရီတင်ရဲ့နောက်ထပ်ပြောစရာတစ်ခုကတော့ရည်စားများတာပါပဲချာရီတင်ကနာမည်ကြီးနိုင်ငံကျော်အစောရာတယောက်ဖြစ်လာပြီးမှရည်စားတွေတယောက်ပြီးတယောက် က်တွဲခဲ့ပါတယ်။ချယ်ရီသင်းနဲ့နီးစပ်သူတွေရဲ့အဆိုအရချယ်ရီသင်းဟာအရင်ရေးစားတွေကိုအစွမ်းကုန်အမ်းပြီးတော့ချစ်ခဲ့တယ်လို့သိရပါတယ်။ရေးစားဖြစ်သူကဆိုင်ကယ်လိုချင်နေဆိုရင်ချယ်ရီသင်းကဆိုင်ကယ်ဝယ်ပေးတတ်ပြီးတော့ရေးစားက overseas trip သွားဖို့ပူဇော်ရင်နိုင်ငံခြားခင်းစစ်တွေကိုလည်းအမြဲတမ်းပို့ပြခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်ရေးစားဖြစ်သူစီးပွားရေးလုပ်ဖို့အတွက်အစိုးရချယ်ရီသင်းကအရင်နှစ်စိုက်ထုတ်ပေးခဲ့တယ်လို့အခုလက်ရှိချယ်ရီသင်းရဲ့ရေးစားဟောင်းဖွင့်ထားတဲ့ဆိုင်ကလည်းချယ်ရီသင်းဖွင့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ အခုခါမှာလဲချယ်ရီသိန်းကသူမကအခုနှစ်အတွင်းမှာရီစာလေးယောက်ကိုသိန်းတစ်ထောင်ဘိုလောက်အမ်းပြီးတော့ချက်ခဲ့တယ်လို့ဆိုပါတယ်ချယ်ရီသိန်းကသူမတွဲခဲ့တဲ့ရီစာတွေကိုလိုချင်တာတွေတံပိုးကြီးအရာတွေကိုဝယ်ပေးပြီးတော့မင်းသားတယောက်လိုတောက်ပြောင်သွားအောင်ထားတတ်တယ်လို့ဆိုပါတယ် ချာရီသိန်းကသူမအတွက်ဆိုရင်ဈေးကြီးတဲ့အရာတွေမဝယ်ဝင့်ရင်နေချင်နေမယ်ရီစာအတွက်ဆိုရင်တော့အစွမ်းကုန်ဝယ်ပေးပြီးတော့ဆင်ပေးတယ်လို့ချာရီသိန်းကဆိုပါတယ်ချာရီသိန်းကဒီလိုမျိုးချစ်သူဟောင်းတွေပေါ်မှာအစွမ်းကုန်ပေးဆက်ပြီးတော့လူရင်းစံတာအမှန်တမ်းဖြည့်ဆည်းပေးခဲ့ပါမယ်ချာရီသိန်းရဲ့ချစ်သူတွေကတော့ချာရီသိန်းပေါ်ကိုတစက်ကလေးမှတောင်းလဲမကြည့်ပဲနဲ့နောက်ထပ်ချစ်သူအသေးရှာသွားတတ်ကြပါတယ်ဒါကြောင့်ချာရီသိန်းကသူမဘက်ကချစ်ပေးအံပေးခဲ့တဲ့လောက်ဘာမှကျေးဇူးမတိတတ်တဲ့ရီစာဟောင်းတွေကိုတရိတ်ဆန်တွေလောက်တောင်ကျေးဇူးမတိတတ်သူဆိုပြီးတကယ်တကယ်ကအ အစိုးရလွှမ်းမိုးရေးအောင်မြင်ခဲ့တဲ့ပင်စီဆိုတဲ့တခြင်းလေးကိုတောင်းခါပါပြန်ဆိုခဲ့ပါသေးတယ်။အစိုးရကြီးလွှမ်းမိုးရေးတခေတ္တကာကအောင်မြင်ခဲ့တဲ့ပင်စီတခြင်းကတော့ကျေးဇူးမတိတတ်တဲ့ချစ်သူဟောင်းကိုစောင်းမြောင်းတည်ဆိုထားတာဖြစ်ပြီးအိမ်မမွေးထားတဲ့တရိတ်ဆန်လေးတွေလောက်တောင်းကျေးဇူးမတိတတ်ဘူးဆိုတဲ့စာသားပါဝင်ခဲ့ပါတယ်။ဒါကြောင့်လေအစိုးရချယ်ရီသင်းဟာသူ့ကိုပြစ်ပြီးနောက်တစ်ယောက်ရှာသွားတဲ့ age ကိုစောင်းဆိုထားတာဖြစ်တယ်လို့ခန့်မှန်းသုံးတက်ခဲ့ကြပါတယ်။အစိုးရချယ်ရီသင်းကတော့အခုချိန်မှာရေးစားမရှိပဲဒီကိုယ်လေးဖြစ်နေရလို့ဆိုပါတယ်။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရေးစားလျောက်ကိုတင်းတထောင်အန်ခဲ့တဲ့ cherry တင်းပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုလည်းမှတ်ချက်ပေးလို့ရပါတယ်။တခြားတစ်ဖက်မှာတော့ cherry တင်းရဲ့တချင်ကဆရာထူအလွင်ကိုကျေးဇူးကန်းကနဝတ်ထံမှာအတင်းပြင်းပြောပြီးတော့ကျေးဇူးဆက်လိုက်တဲ့အလှမယ်နင်းနင်းလေးအိမ်နဲ့ကန့်ညီရလို့လည်းပြောနေကြပါတယ်။ပရိသတ်တွေကရော cherry တင်းဆောင်းမြောင်းတီဆိုထားတဲ့ချစ်သူဟောင်းကဘသူလို့ထင်ပါသလဲ။နင်းနင်းလေးအိမ်ကရောဒီတချင်နဲ့ကန့်ညီသလားဆိုတာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရတဲ့အတွက် 阿隆哥，这座图片真是华丽型。